ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နေပညာ channel လေးကနေပြန်လည်ပြီးတော့ជួសជុលလိုက်ပါတယ်ဗျကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ဒီ mobile phone မှာအသုံးပြုဖို့အတွက် Viber အကောက်ကိုလည်းကိုယ်ကိုယ်နဲ့ဘလုံးဖွင့်ဖွင့်ဖွင့်နည်းလေးကိုကျွန်တော်ကဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ရဲ့မိတ်ဆွေများနားလည်အတွက်ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တင်ဆက်ပေးမယ့် phone လေးကတော့ Infinix Hot 4D iPhone လေးပဲဖြစ်ပါတယ်ကျောတို့က Viber application နဲ့ကိုဝင်လိုက်ပါမယ်ဗျာ Viber application နဲ့ကိုကျောတို့ကရောက်ပြီးစွာနဲ့ကျောတို့ဖွင့်နေတဲ့စိတ်ကနံပါတ်ကိုရိုက်ထည့်ပေးလိုက်ရမှာပါ အခုနောက်ပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ဒီစင်ကတ်ထည့်လိုက်ပြီဆိုတာနဲ့စင်ကတ်ထည့်ကိုကွန်ပျူတာလေးရောတော့ကြုံတွေ့နေရတာပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကဒီစင်ကတ်နံပါတ်ကိုရိုက်ထည့်ပေးလိုက်ပါမယ်။ပြီးတော့ continue ပဲနဲ့ပြီးလိုက်ပါ။အခုနောက်ပိုင်းမှာကတော့ဒီ Viber ကနေကျွန်တော်တို့ကို verification code ဆိုပြီးတော့တီးတန်းတော့မပို့ပြီးတော့ပါဘူး။အဲ Viber ကနေကျွန်တော်တို့ကိုဖုန်းလေးတော့ခေါ်ပေးပါတယ်။အဲ့ဒီမှာဆိုရင်တော့ကျွန်တော်တို့ကဖုန်းနံပါတ်ကနောက်ဆုံးခန်းန်း6လုံးကိုဒီကျွန်တော်ရဲ့ စစ်တကြီးကုန်းနေရာမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဗျာဒါဆိုရင်တော့ကျွန်တို့ရာဖုန်းနံပါတ်ကနောက်ဆုံးကနေ6လုံးကိုရိုက်ထည့်ပေးလိုက်ပါဒါဆိုရင်တော့ Viber ကောက်ကလွယ်လွယ်ကူကူနဲ့ဖွင့်လို့ရတာပဲဖြစ်ပါတယ်ဗျာ Viber ကောက်ကိုကျွန်တို့ကရပြီဆိုတာနဲ့ကျွန်တို့ခါတိုင်းပုံမှန်အတိုင်းပဲပေါ့နော်ကိုယ့်ရဲ့နာမည်အပြည့်စုံကိုဒီ Viber ရဲ့ full name နေရာမှာဖြည့်ပေးလိုက်ပါဗျာပြီးတော့ဘေးနားကအမှန်ချစ်ကလေးကိုပဲနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့က Viber ကောက်ကိုလွယ်လွယ်ကူကူနဲ့ဖွင့်လို့ရတာပဲဖြစ်ပါတယ်ဗျာ။ ဒီနေ့ဗီဒီယိုလေးကိုကြည့်ပြီးတော့အဲကျွန်တော်မိတ်ဆွေများအနေနဲ့လဲဘိုင်ဘာအကောက်ကိုဖိုင်ကားနေဖုန်းခေါ်တဲ့ကဏ္ဍ၆လုံးကိုထည့်ပြီးတော့ဘိုင်ဘာအကောက်ကိုလေလေကူနဲ့ဖွင့်ထွက်သွားလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာကျွန်တော် channel လေးမှာဆိုရင်တော့နေပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေပေးနေတာပဲဖြစ်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်